ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ် စကိုင်းတိုင်းကလေးမြို့နယ်ကကြံသာကျေးရွာစီထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားအယောက်20သေပြီးလက်နက်တချို့သိမ်းနိုင်ခဲ့ကြောင်း CDF KKG တာဝန်ရှိသူကပြောပါရယ် CDF KKG ချင်းအမျိုးသားတပ်မတော် CNA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့တခြားတော်လှန်ရေးတပ်တွေဟာ April 17ရက်နေ့မှာကြံသာကျေးရွာကစစ်ကောင်စီတပ်နဲ့ပြူစောထိတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်လာတာကြောင့် April 28ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ Chinland Information Center CIC ကမနေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ကြမ်းသားရွာစီဂန်ဂောဘက်ကပြူစောတိစိုးမိုးရွာဟန်တာဝတိရွာကနေအင်အားအနည်းဆုံး200ဝန်းကျင်နဲ့တက်လာပြီးစစ်ကောင်စီပြူစောတိနဲ့ရဲတွေပအဝင်စုဖွဲ့ထားတာလို့ CDF KKG တာဝန်ရှိသူကပြောပါတယ်။ဒါဟာကြမ်းသားရွာကိုပထမဆုံးပြန်ထိုးစစ်ဆင်တာဖြစ်ပြီး အထိနာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဟန်တာဝတီရွာဘက်ပြန်ဆုတ်သွားတယ်လို့သူကအခြေအနေကိုအသိပေးပါတယ်စစ်ကောင်စီတပ်ဘက်ကအယောက်20တိဆုံးပြီးလက်နက်၈လက်နဲ့ခဲယမ်းတွေရရှိခဲ့ပါတယ်စစ်ကောင်စီတပ်ဟာဒဏ်ရာရစစ်သားတွေကိုပြန်လည်တဲဆောင်တာရှိတယ်လို့တချို့ကတော့ပြစ်တက်သွားခဲ့တယ်လို့ CIC ကဖော်ပြပါတယ်ဒါအပြင်တိုက်ပွဲအတွင်းစစ်ကောင်စီကတိုက်လေရင်ဝိုင်းထော့ဖ်လေရင်တိုက်ခတ်ရေးရဟတ်ရင်နဲ့ဒရုန်းတွေအသုံးပြုတိုက်ခတ်ခဲ့ပါတယ်။ပြည်သူတွေနေထိုင်တဲ့ နတ်ချောင်းနတ်မြောင်အောင်ချမ်းသာတန်ဖိုးနဲ့ငဖကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ၄ဦးသေဆုံးခဲ့ရကြောင်း CIC ကအသိပေးပါတယ်။ကျန်းသာရွာစခန်းပြန်လည်ရရှိရေးအတွက်မနေ့ကမနက်ပိုင်းမှာလဲစစ်ကောင်စီဟာစစ်ကြောင်းနှစ်ခုနဲ့ပြန်လည်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကအထိနာခဲ့တယ်လို့တော်လှန်ရေးပူးပေါင်းတပ်ကတပ်ဖွဲ့ဝင်တချို့လည်းကြာဆုံးမှုရှိခဲ့ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေကပြီးခဲ့တဲ့နှစ်လကျော်အတွင်းကျန်းသာရွာကဘာနီစခန်းအပအဝင်စစ်ကောင်စီတပ်နဲ့ပြူစောထီးတွေရဲ့စခန်း၅ခုကို CDF KKG Major Operation အဖြစ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်